ဒီနေ့မှာယူအေချက်တင်မြောက်ချင်းခံရတဲ့ပုပ်ယဟန်မင်းကြီးလီယိုကိုမိတ်ဆက်ပေးချင်ပါတယ်ပုပ်ယဟန်မင်းကြီးလီယိုကပထမဆုံးမြောက်အမေရိကပုပ်ယဟန်မင်းကြီးဖြစ်လာတာပါထုံနှန်းစင်လာကိုမပြစ်ပန်းနဲ့ယဟန်မင်းကြီးရဲ့သင်္ကန်းအပြည့်အစုံကိုဆင်ဆင်မြန်းထားတာကိုတွေ့ရပါတယ်လက်ဝဲနဲ့လက်ရမျှတာတဲ့ Centralist အလဲဝါဒီဖြစ်ပါတယ် အမေရိကနဲ့ပီရူး dual citizenship ကိုလည်းကင်ဆောင်ထားပါတယ်။ငယ်နာမည်ကတော့ Robert Francis Perivos ဖြစ်ပါတယ်။19ရက်နေ့ဇွန်လ1982မှာယဟန်တိတ်ခါခံယူခဲ့တဲ့ Saint Augustine ဘာသာရေးအဖွဲ့ကယဟန်ညစ်ဖြစ်ပါတယ်။သာသနာ ကောင်းဆောင်ရဟမင်းကြီးအဖြစ်ဝန်ဆောင်မှုကိုတော့ဒီကနေ့2025ခုနှစ်မေလ10ရက်နေ့မှာစတင်ပြီဖြစ်ပါတယ်။ပီရူးနိုင်ငံမှာသာသနာပြုအလုပ်များကိုလုပ်ခဲ့ပြီးတော့ချီကလီယိုမြို့မှာဂိုင်းချုပ်စရာတော်အဖြစ်တာဝန်ယူခဲ့တာ2025အထိဖြစ်ပါတယ်။2023ကတည်းကဗာတီကန်မှာ အလုပ်လုပ်ကင်ခဲ့ပြီးတော့ 30ရက်စက်တမ်ဘာ2023မှာကာဒီနယ်အဖြစ်ခန့်အပ်ခြင်းကိုခံခဲ့ရပါတယ်။သာသနာရေးတရားဓမ္မအပေါ်မှာစိတ်အားထက်သန်မပြီးတော့လူမျိုးမရွေဘာသာမရွေစီလုံးညွန့်မှုကိုတံဖိုးထားတဲ့သူဖြစ်ပါတယ်။ယဟမင်ဂျီတဲ့လီယိုကိုဖျားသခင်ကောင်းကြီးပေးပါစေ။စောင့်ရှောက်ပါစေ။အာမင်။